ဆောင်းနှင်းတွေဝေပြီးအေးဓာတ်ပိုလာနေတဲ့မြန်မာနိုင်ငံကပြည်နယ်နဲ့တိုင်းပြည်မှာဘလောက်ထိအေးပိုလာအောင်လဲဆိုတာအားလုံးပဲသိချင်နေကြမယ်ထင်ပါတယ်။ကျမတို့ညစဉ်တင်ဆက်ပေးနေတဲ့မနက်ပြန်ဒီဇင်ဘာလ2ရက်နေ့အင်္ဂါနေ့အတွက်မိုးလေဝသခန့်မှန်းချက်မှာနားထောင်ကြည့်ပါရှင်။ချင်းပြည်ကတော့မနက်ပြန်မှာ6ဒီဂရီဆယ်စီယက်တီအနည်းဆုံးပူချိန်တွေကျနိုင်ပြီးအေးဆုံးပြည်နယ်တစ်ခုဖြစ်ထိတ်ဆုံးကနေဆက်ရှိနေပါတယ်။ဒါဟာရေခဲလောက်တဲ့အထိအေးများမှုပါပဲ။ဒုတိယအေးဆုံးကတော့ရှမ်းပြည်ပါ ရှမ်းပြည်အရှေ့ပိုင်းမှာဆိုရင်၈ဒီဂရီမြောက်ပိုင်းမှာဆိုရင်9ဒီဂရီနဲ့ရှမ်းပြည်တောင်ပိုင်းမှာတော့10ဒီဂရီဆဲဆီယက်ထိအနည်းဆုံးကျဆင်းမှာဖြစ်ပါတယ်။ဒါတွေဟာအခုပြောပြပေးတဲ့ဒေသတွေရဲ့ပြင်းပြပူချိန်တွေဖြစ်ပြီးတောင်ပေါ်ဒေသတချို့မှာတော့ချင်းပြည်မှာ2ဒီဂရီဆဲဆီယက်ထိကျဆင်းနိုင်ပြီးရှမ်းပြည်မှာတော့ရေခဲအမှတ်ကနေရေခဲအမှတ်အောက်အနှုတ်1အနှုတ်2ဒီဂရီဆဲဆီယက်ထိအေးပိုနိုင်ပါသေးရဲ့ရှင်။ ဒါအပြင်ကချင်ပြည်မှာ30ဒီဂရီဆယ်စီယက်နဲ့ကရင်ပြည်မှာ17ဒီဂရီဆယ်စီယက်ထိအပူချိန်တွေကျဆင်းနိုင်ပြီးကချင်ပြည်မြောက်ဖြားပိုင်းကတောင်တန်းတွေပေါ်မှာတော့အနှုတ်၄ဒီဂရီဆယ်စီယက်ရှိနိုင်ပြီးတနင်္သာရီတိုင်းကတော့22ဒီဂရီဆယ်စီယက်နဲ့အပူချိန်အများဆုံးရရှိနိုင်မှာဖြစ်ပါရဲ့ရှင်။ ရန်ကုန်အေယာဝတီနဲ့မွန်ပြည်တို့မှာတော့20ဒီဂရီဆဲစီယက်ထိရှိနိုင်ပြီးကျန်ပြည်နယ်နဲ့တိုင်းပြည်မှာတော့20ဒီဂရီဆဲစီယက်အောက်မှာသာရှိနေမှာဖြစ်ပါရဲ့ရှင်။ထူးခြားမှုအနေနဲ့ပြောချင်တာကတော့မန္တလေးနဲ့စကိုင်းတို့မှာမနက်ဖြန်မနက်6နာရီကနေ8နာရီအတွင်းလေတုအရေသွေးအခြေအနေဟာဆိုးရတဲ့အခြေအနေမှာရှိနိုင်တာကိုတွေ့ရတာကြောင့်မနက်ခင်ပိုင်းလမ်းလျှောက်သူတွေလေကျင့်ကန်လုပ်သူတွေသတိထားဖို့လိုအပ်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂရှိသူတွေကလေးသူငယ်တွေအသက်ကြီးရွယ်အိုတွေအနေနဲ့တည်ထားကြပါလို့အသိပေးလိုပါတယ်ရှင်။ဒါ့အပြင်အင်းမြ၆တွေ့ရဲ့ရာသီဥတုကိုပိုင်ဆိုင်လာပြီးဖြစ်တဲ့မြန်မာနိုင်ငံမှာမိဘအနေနဲ့လည်းတည်ထားဖို့လိုအပ်ပါမယ်။ရင်းချမ်း၊နထိုးကြီး၊ရေစကြို၊ရမဲသိန်း၊ချောင်းဦး၊ပလဲမြိုင် ပကညာဦး6ကြောက်ပရောင်တောက်သားမလိုက်ဝန်းတွင်မိချီလာတာစီပြောပွဲနဲ့နမောင်မြူနယ်တွင်မှာလေဒုဆိုတိုင်းစားတွင်နေပါနေပြီးအင်းမြ6တွေ့ရာကြောင့်မိလောင်မှုကိုအားပေးနိုင်တဲ့ရာသီဥတုအခြေအနေရှိနေရာကြောင့်မိအတုပ်ပြူမှုဂယုဆိုင်ကြပါလို့အကြံပြုလိုပါရှင် ဆောင်ရည်ရဲ့မနက်ခင်ပိုင်းမှာနိုင်ငံတော်မြူနှင်းပပကြဆင်တာတွေရှိနေပြီးမြူထူထက်စာကြဆင်နိုင်တဲ့ဒေသတွေကတော့ဒီနေ့ညကနေမနက်ဖြန်မနက်ထိကချင်း၊စကိုင်းတိုင်း၊ရှမ်းနဲ့ကရင်ပြည်နယ်တို့မှာမြူထူထက်စာကြဆင်နိုင်ပါရဲ့ရှင်။တနင်္သာရီတိုင်းနဲ့မွန်တို့မှာတော့နေရာကျဲကျဲမြူထူထက်စာကြဆင်နိုင်ပြီးကြံပြည်နယ်နဲ့တိုင်းတွင်းမှာတော့နေရာကွက်ကြားသာမြူကြနိုင်ခြင်းရှိနိုင်တာကြောင့် မြူထူတက်စွာကြာစင်းနေချိန်မြစ်ချောင်းတွေတွင်သွာလာနေတဲ့မော်တော်ယာဉ်ရင်တွေနဲ့ကုန်းလန်တွင်သွာလာကြတဲ့မော်တော်ယာဉ်အကြီးငယ်တွေမောင်းနှင်ရမှာအန်ဒီယကင်းရှင်းစီဖို့တတိပြုမောင်းနှင်ကြပါလို့တိုက်တွန်းလိုပါရှင်ပင်လေချီနေတွေကတော့မြမပင်လေပြေမှာလှိုင်းတင့်တင့်သာရှိနိုင်ပြီးလှိုင်းအမြင့်ဟာ၅ပေကနေ9ပေခန့်သာရှိနိုင်ပါရဲ့ရှင်ဆက်လက်ပြီးထူးခြားမှုလျော်သားချင်းတွေကိုပြောပြပေးသွားပါမယ်ရှင် တောက်တရုတ်ပင်နယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းခိုတိုဟာဗီယက်နမ်ကမ်းခြေကိုဝင်ရောက်သွားနိုင်ပါတယ်။ဒီမုန်တိုင်းရဲ့အချိန်ကြောင့်ဒီဇင်ဘာလ3ရက်နေ့ကစလို့ဒီတစ်ပတ်အတွင်းအရှိန်မြောက်လေဆီကြောင်းတွေအချိန်ကောက်ကောက်ဖြစ်ပေါ်လာနိုင်မှာကိုမလေးဝတာခမန်မော်ရယ်တွေမှာတွေ့ရပါရဲ့ရှင်။ဒီလိုအရှိဘက်ကလေတွေဝင်ရောက်လာပြီးမဲ့အပူပိုင်းမုန်တိုင်းခိုတိုရဲ့မုန်တိုင်းအကျဉ်းချက်တွေဟာမြန်မာနိုင်ငံကိုရောက်ရှိလာနိုင်မှာမဟုတ်တာကြောင့်ဝေရသွန်းနိုင်ဖို့မရှိသလိုစိုးရင်စရာမရှိဘူးလို့အသိပေးလိုပါရှင်။ အခုတင်ဆက်ပေးခဲ့တဲ့မူလဝတ္တာခမှန်ချက်တွေကိုတော့ကျမတို့ CJ platform ရဲ့မူလဝတ္တာလေ့လာသူတူဦးဖြစ်သူကိုလကွန်အိမ်ကမူလဝတ္တာခမှန်ချက် model တွေကနေတဆင့်ခမှန်တင်ဆက်ပေးထားရပဲဖြစ်ပါရဲ့ရှင်။မူလဝတ္တာဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္တာခမှန်ချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြတ်တရားခံလိုပါရဲ့ရှင်။ CJ platform ရဲ့သတင်းစီစဉ်တွေကို CG platform ရဲ့ Facebook စာမျက်နှာအပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါရဲ့ရှင်။